IQ ဖုန်းတွေကဘယ်တုန်းကစပြီးတော့ဖြစ်လာတယ်ပြီးတော့ဒီ IQOO ဆိုတဲ့စကားလုံးရဲ့အရှိကောက်ကရောပါလေပြီးတော့လက်ရှိရန်ကုန်ပိုင်းစုမှာအယောင်အဆုံဖြစ်နေတဲ့ဒါလူကြိုက်အများဆုံးဖြစ်နေတဲ့ IQ series တွေထဲကဘယ် model တွေကဘယ်သူတွေအတွက်ရွေးချယ်ရမှာလဲဒီအကြောင်းလေးကိုဒီဗီဒီယိုမှာပြပြပေးမယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင် ဓိကတော့ဒီ IQOO ဆိုတဲ့စကလုံးရဲ့အရှိကောက်ကဘာလဲဆိုတာကိုအရင်ပြပြပေးမယ်။အဲသူကကြတော့ Inquest on and on ဆိုပြီးတော့ဒါသူအရှိကောက်ကိုဂျူထားတာပေါ့နော် IQOO ဆိုတာကအဲသူရဲ့အထိပ္ပယ်ကကြတော့ကျွန်တော်တို့ဒီသူတို့ကပေါ့နော်ဒီ IQOO ကနေပြီးတော့ပြောရင် IQ ကပေါ့ ဒီ user တွေစီကိုပိုကောင်းတဲ့ innovation တွေပိုကောင်းတဲ့အရာတွေပိုကောင်းတဲ့ perform ဒါမျိုးပဲအကုန်လုံးပိုကောင်းတဲ့ဟာတွေအကုန်လုံးကိုဈေးတက်တက်တာနဲ့တို့တို့ဒါ consistent ရှိရှိပေါ့နော်စတိုက်အများနဲ့ပြီးနေမယ်ဆိုတော့အထိပယ်မျိုးနဲ့တို့တို့ကဒါဒီနာမည်ကိုရွေးထားတာဒီနာမည်လေးဖြစ်လာတာပေါ့အဲပြီးတော့နောက်ခုကအနေနဲ့ပေါ့နော်ဒီ IQOO ဆိုတဲ့ဒီ IQ ဆိုတဲ့ brand ကစပြီးပေါ်လာကြတော့2019လုံးကဒါစပြီးတော့ပေါ်ခဲ့တာအဲဒါလို့ဆိုလို့ရှိရင်တော့ဒါသိရမလားကိုကိုင်နဲ့ IQ phone ကဘလို့နာမည်အရှိကောက်ရှိလဲဘယ်အချိန်ကစပြီးတော့တည်ထောင်လဲဆိုတာဒါသိသွားလိုက်လို့ထင်တယ်ပြောရရင်ဒီ IQ phone တွေဆိုတာကလည်းတစ်ဖက်ကနေပြန်ကြည့်ရင်ကျွန်တော်တို့ကဒါဈေးသက်သာဆုံးအပိုက်တူ performance အကောင်းဆုံးဆိုတဲ့နိုင်ငံတော် brand Redmi ကနေပြီးတော့ Redmi ရဲ့ K series တာဘူ series တွေဒီမျိုး performance ကောင်းတဲ့ခေါင်းတွေကိုမတုံးချင်ဘူးကိုကလည်းနည်းနည်းလေးပြောင်းလဲလေးဖြစ်အောင်တုံးချင်တယ်ဆိုပေမဲ့သူတွေအတွက်ရွေးချယ်စရာတွေကြီးပဲအဲ အဓိကအဖြစ် NQ ရဲ့ Neo series Saturn series ပေါ့ Saturn series ပေါ့ပြောမယ်ဆိုလို့ချင်းဒီကောင်းနေဆိုရင်ဒါ Turbo series တို့ပြီးရင်ဒါ K series တို့နဲ့သူ့အပြိုင်ကိုပြိုင် performance နဲ့ pick quality တွေလုံးဝထား share ရေးရယ်ဆိုတော့ကိုက K series တွေတမို့ Redmi ရဲ့ CV ကိုမတုံးကျင်ဘူးဆိုရင်တော့ဒီဘက်က IQ Neo CV တွေ IQ ရဲ့ set series တွေပြ IQ ရဲ့ number series တွေဒါတွေကိုစမ်းသုံးကြည့်လို့ရတယ်ကိုအတွက်ပြောမယ်ဆိုလို့ရှင်အစ်အစမ်းလေးတွေပို့ပြီးတော့တုံးရမှာမျိုးပေါ့ တို့တော့ပထမဆုံးအနေနဲ့ထွက်ထားရလဲမကြသေးဘူးပြီးတော့အခုမှဒီရောက်နေရလဲမကြသေးတဲ့ပြီးတော့လူကြိုက်လဲတော်တော်လေးများတယ်ဒါတော့နော်ထွက်ထားရမကြသေးဘူးဒီကိုရောက်တာနဲ့တန်းကုန်ဆိုတဲ့ IQ ရဲ့ Neo 11ကစပြောတာပေါ့ပြောရရင်ဒီ IQ Neo 11ကဘယ်လိုမျိုးတွေကွာခြားလာလဲဆိုရင်တော့ဒါကျွန်တော်တို့ကန်ရတဲ့ big quality ဘိုင်းနေအဲပြီးရင်ကျွန်တော်ကြည့်ရတဲ့ display ဘိုင်းနေ performance နေအဲ battery life တွေဒါတွေအကုန်လုံးကွာခြားလာတယ်။ထင်တာမြင်တာရှိအောင်ပြောရမယ်ဆိုရင်ဒီ IQ Neo 11မှာ ပုံမှန်ပြကျွန်တော်တို့ Neo series တွေတုံးတဲ့အခါမှာ performance နေအပူထိန်းနိုင်ဘူးနော်။ thermal control တွေ battery life တွေအကုန်ကောင်းကြတယ်။ဒါပေမဲ့ဘာသာမကောင်းလဲဆိုတော့လက်ထက်မှာခံရတဲ့ hand feeling အရ big quality ပိုင်းလေးသူ့မှာလိုအပ်နေတာဒါပဲ။ဒါကိုပဲသူဒီနှစ်မှာထပ်ပြီးပြောင်းနေလာပြီရဲ့။ အလက်ဆာလည်းဆက်ပြီးပြောမယ်ဆိုလို့ရှိရင်ဒီကောင်မှာတုံးပေးထားရဆိုရင် Snapdragon 8 Elite ဖြစ်သွားတယ် display ဆိုရင်လည်း6.82ပြထုံးစံတိုင်းမှာ IQ ရဲ့ထုံးစံတိုင်း LTPO AMOLED 1.4 Hz ကိုထည့်ပေးထားတယ် camera ဆိုလည်းဒီလိုပဲ15 megapixel main camera နဲ့8 megapixel ultra wide ပါတယ် selfie ဆိုရင်16 megapixel ပါတယ် battery life ဆိုရင်8500အထိပြောင်းသွားတယ် charging watt ဆိုလို့ရှိရင်လည်း100 watt အထိဖြစ်သွားမယ်ပြောမယ်ဆိုရင်တော့ဒီ IQ Neo 11ကတော်တော်လေးကိုမှမိုက်လာတယ်အရင် Neo 10ထက်စားလို့ရှိရင်ဈေးရော big quality လေးတွေရော performance တွေရောဘာတွေရောအစားတော်တော်လေးကိုမှကောင်းလာတယ်ကောင်းလို့ပြောရမယ်။နည်းနည်းလေးပတ်တိုင်းမှုဖြစ်မဲ့အနေအထားက demo model နဲ့မှသွားကြုံရမှာ။ပြောရရင် IQ Neo 11နဲ့နောက်ထပ် IQ ရဲ့ Neo 10 Pro Plus နဲ့ဈေးတန်းအရကတို့ကတိတ်ပြီးတော့ကွာမနေဘူးပြောမယ်ဆိုရင်ဗျာ Neo 11ကလည်း Snapdragon 8 Elite ကိုသုံးပေးထားတာ Neo 10 Pro Plus ကလည်း Snapdragon 8 Elite ကိုသုံးပေးထားတာကွာချမ်းတာဆိုလို့ battery life တွေ big quality လေးတွေပြီးတော့ကျွန်တော်ဒီ ဒီဇိုင်းလေးပေါ့ဒါတော့ပဲကွာချန်နာကတိတ်ပြီးတော့မကွာဘူးဒါပေမဲ့တစ်ဖက်ကကြတော့ Pro Plus line ကိုရမယ်တစ်ဖက်ကကြတော့ YoYo line ဖြစ်သွားမယ်အဲ Neo Tempo Pro မှာဆိုလို့ရှိရင်လည်းဒါ Snapdragon 8 Elite ကို base ထားပြီးတော့ကျွန်တော်ထုံးစံတိုင်း IQ ရဲ့ဒါ eSport chip 22တွေပါပါမယ်ပြီးရင် display ဆိုလို့ရှိရင်လည်းဒါ6.82 inch ပဲဒါကိုမှ ATPO နဲ့ပဲလာတယ် camera ကလည်းအတူတူပဲ15 megapixel main ရဲ့8 megapixel ultra wide ရဲ့ selfie ကလည်းထုံနီးလက်ခောင်းပဲ16 megapixel ပဲပါအကုန်လုံးကတော့သွားပြီးတော့တူနေနည်းနည်းလေးကွာသွားတာဘာလဲဆိုရင်တော့ battery life Neo Tambro Plus မှာက6800 mAh ဘက်ထရီကိုမှသူက120 watt နဲ့လာတာဆိုတော့ Neo Tambro Plus ကပို့ပြီးတော့ charging ဘိုင်းမှာပို့ပြီးတော့အားတာသွားတယ်။ Ultrasonic fingerprint နဲ့ stereo speaker ဓာတ်ရဲအကုန်လုံးလည်းတူတူပဲ။ ဆိုတော့ဒါမှတော့နည်းနည်းလေးတော့တကယ်ပွတ်တိုက်မှုကကြမ်းသွားမှာတစ်ဖက်ကအုပ်စုက Neo 11ကိုရွေးမယ်ဆိုရင်အုပ်စုနဲ့တစ်ဖက်က Neo 10 Pro ကိုရွေးမယ်ဆိုရင်အုပ်စုဒီလိုအုပ်စုနှစ်စု꽈ချားသွားလိမ့်မယ်ဒါကတော့ကိုယ့်ရဲ့ personally ရပါတော့ကိုယ့်ရဲ့ personal choice ပဲကိုကဘာကိုကြိုက်တာလဲခံရတဲ့ feeling ရ Neo 11ကိုကြိုက်ရင် Neo 11ကိုရွေးဒါမှမဟုတ်10 Pro ကိုကြိုက်ရင်10 Pro ကိုရွေးဒါကတော့ဒီမှာ up to you ပေါ့ကိုယ့်ပုံမှန်မဟုတ်တည်ရ โอเคကိုက Neo 11ကိုပြီးတော့ Neo 10 Pro Plus ကိုမကြိုက်ဘူးဈေးတန်းအရ15သိန်းအထက်မှာဖြစ်နေတဲ့အတွက်ကိုနဲ့ budget ကမကြိုက်ဘူးဆိုရင်နောက်ထပ်ရွေးချယ်တဲ့အနေနဲ့15သိန်းအောက်က Neo 10နဲ့ဇက်တန်းတာပို Plus ရှိသေးရဲ့အဲအဲ့ထဲမှာ Neo 10ကိုအရင်စပြောပေးမယ် Neo 10မှာဆိုလို့ရှိရင်ဒါ Snapdragon 8 Gen 3ကိုသုံးလာပြီးတာသုံးလာပြီးတာဆိုတော့ဒါကအရင်လွန်ခဲ့တဲ့တစ်နှစ်နှစ်နှစ်လောက်ပေါ့နော်နှစ်နှစ်ကျော်လောက်က flagship SOC ပဲ HN3 ဆိုတာကတော်တော်လေးလေး strong ဖြစ်တယ် performance ဘိုင်းတွေဘာမှတိတ်ပြောဆရာမရှိဘူးဒါအောင်မှ Vivo ရဲ့ e-sport ချစ်ကျူတူနေဆိုတော့ graphic ဘိုင်းတွေရုပ်ထွက်ဘိုင်းတွေကတော်တော်လေးကိုအဆင်ပြေပြီးတော့ Vivo တို့ရဲ့ IQ ထုံးစံအတိုင်းပဲတာမဲ control အရန်ကောင်းတယ်ပူတိုင်းဘိုင်းတိတ်ပြီးတော့မရှိဘူးထုံးစံအတိုင်းပဲသူ့ရဲ့ display ကလည်း6.78ကိုမှဒါ ATPO AMOLED နဲ့လာတယ်ပြောင်းဖို့ hash နဲ့ပဲသိရမှာ Vivo ရဲ့ ဒါ new series ကအချင်းတော့မဟုတ်ထည့်ပေးလိုက်လို့ရှင်ဒါ ATPO AMOLED တွေပဲထည့်ပေးထားတာပြီးတော့ display ကတော့ဒါ Neo 10 Pro Plus နဲ့ရှင်မယ်ဆိုရင်တော့ size တသေးလေးกว่าသွားမျိုးရှိတယ်ဟိုကောင်က7.8ဖြစ်သွားမယ်ဒီကောင်က7.78ဖြစ်သွားမယ်အဲပြီးတော့ camera ဆိုလို့ရှင်လည်း50 megapixel main camera နဲ့8 megapixel ultra wide ရဲ့ system megapixel selfie ရဲ့ဒီလို specification ထဲကပဲလာတာအဲဘာပြောသူ့စည်းတန်းကောင် camera ဦးစားပေးနေရှင်လို့မရဘူးဆိုရင်ပဲ performance ဦးစားပေးတဲ့ဖုန်းချင်းချင်းရှင်မယ်ဆိုရင်ဒီကောင်လေး camera ပို့ပြီးတော့ကောင်းတယ် ပြီးတော့ဒီကောင်းမှာနောက်တစ်ခုပေါ့နော်ဒါ ultrasonic fingerprint နဲ့ stereo speaker တွေဒါရရတဲ့အကုန်အတူတူပဲ neo tempo plus နဲ့က တကြီးမှအဓိကကွာသွားတာဆိုတော့ဒီ battery life ပဲကွာသွားတာ6100 mAh ကိုမှ121နဲ့ဖြတ်သွားမှာ charging watt ကတော့မကွာဘူး battery mAh ကွာသွားတယ်ပေါ့အဲဘာပဲ battery နည်းနည်းလေးသေးသွားမှာဖြစ်သွားတယ်အဲတခုရှိကြတာက Neo 10နဲ့ Neo 10 Pro Plus နဲ့ကကြတော့ Neo 11နဲ့ရှင်တော့သူရဲ့ဒီဘေးပေါင်ခံရတဲ့ material တွေဒါ hand feeling ပါတယ်ရောနည်းနည်းလေးတော့ယော့တယ်ဆိုပေမဲ့လည်းအကုန်လုံးကတော့သူရဲ့အာသာချက်သူရဲ့အားနည်းချက်တွေအကုန်လုံးရှိကြတာပဲဒါမှကိုနဲ့ကိုက်မဲ့ဖုန်းကိုရွေးနိုင်ရင်တော့ရရပေါ့အဲ့တော့ကိုကလိုတာကဘယ်ဖုန်းကကိုနဲ့ကိုက်မလဲဆိုတော့ လက်ထဲမှာဂိုင်းကြည့်မှပဲသိရလိမ့်မယ်ပြီးတော့ဆက်ပြီးတော့ IQ ရဲ့ Saturn Turbo Plus ကိုဆက်သွားကြတာပေါ့ဒီကောင်းကောင်းကတော့ဈေးနှုန်းအရဆိုရင်တော့ Neo Tenet ဆန်နည်းနည်းလေးပို့ပြီးတော့များတယ်ဆိုပေမဲ့သူကလည်းပြောမယ်ဆိုရင် Battery Life တွေ Performance တွေကတော်တော်လေးတော့ Strong ဖြစ်တယ်ပို့လဲကျန်းတယ်လို့ပြောရမယ်အဲဒီ IQ ရဲ့ Saturn Turbo Plus မှာတူတူကြပါတော့ဒါ Anomia ဆိုလို့ရှိရင် Dimensity 9400 plus လို့မျိုး flash SoC ကိုဈေးသက်သက်သာနဲ့ရမယ်။ပြောလို့ရှိရင် battery life ဆိုရင်8000 mAh ကြီးဖြစ်သွားမယ်။လုံးဝ battery life က performance ကတကယ်ကိုကြောက်စရာကြီး။အဲဒါအောင်မှသူကတက်မှာ gain တွေပါရဆော့တဲ့အခါဘာညာတမန် control ကလည်းသွားကောင်းပြီးသားဆိုတော့ performance အရဆိုရင်ဒီကောင်ဘာမှတိတ်ပြီးတော့ပြောစရာမရှိတော့ဘူး။အခုတော့ရှိရ New series ရှင်မယ်ဆိုလို့ရှိရင်တော့ဆက်စီးရနည်းနည်းလေးအောက်လေးမှာရှိတယ်။ အဲ့အတွက်ခံရတဲ့ hand feeling တွေပါတယ်ရတော့ new series ရတော့ပို့ပြီးတော့ကောင်းတယ် set series ရတော့နည်းနည်းလေးအတော်တော်သိတော့မကောင်းဘူးဒါပေမဲ့တကယ်လို့ကိုက performance ပဲဦးစားပေးရတူမျိုးဆိုရင်ဒီ Saturn Tower Plus ကလည်းတော်တော်လေးကောမှ okay တယ်တခုညနာသွားမှကြတော့ Saturn Tower Plus မှာက6.7 inch ရိုးရိုး AMOLED ဖြစ်သွားမယ်ဒါကောမှ 1.4Hz နဲ့ပဲ ATP တော့မရတော့ battery life တွေပါတယ်ရတော့ ATP ကို AMOLED နဲ့ကောင်းနေတော့နည်းနည်းလေးပို့ပြီးတော့ကောင်းနေဆိုပေမဲ့လည်း စတန်ဒါဘုတ်ပလပ်စ်ကလည်းမကောင်းရအောင်မရှိဘူးလေ၈၀၀၀ mAh တောင်ထည့်ပေးထားတာဆိုတော့နည်းတဲ့ဘက်ထရီလည်းတာကြီးဟုတ်တယ်မလား ပြီးတော့ဒီ8000 mAh battery နဲ့အတူ90 watt fast charging ပါမယ်။ပြန်နောက်တစ်ချက်အနေနဲ့ဆိုရင် ultrasonic fingerprint မဟုတ်တော့ optical fingerprint ဖြစ်သွားမယ်။ပြောပါရဲဒါကြောင့်မလို့ performance အနေနဲ့ပါရတော့ကောင်းတယ်ဆိုတော့တချို့နေရာလေးမှာ neo cv နဲ့ရှင်လို့မရတဲ့ဟာလေးရှိတယ်။အဲဒီလိုမျိုး ultrasonic နဲ့ optical fingerprint တွေဆိုရင်ရန်သိတာသွားပြီ။အဲကင်မရာကတော့ထုံးစံမဲ့15 megapixel main မဲ့8 megapixel ultra wide ပဲ system megapixel selfie ပဲဒီထဲကနေကိုမထွက်နိုင်ကြဘူး။စဉ်းစားလို့မရဘူး။ အမေဒီကောင်တွေကတော့ဖုံးတစ်လုံးနဲ့တစ်လုံးကကနန်းနေအရာတော့ on paper တူတယ်ဆိုရင်ပဲဒါသူတို့ရဲ့ processing နေဒါ performance အရာ chip တွေပေါ်မူတည်ပြီးတော့ပုံရွက်တွေကတော့ပုံနဲ့ပုံနဲ့တူမှာတော့မဟုတ်ဘူးဒါတော့ပြပြပြရပါတော့ဆိုတော့ပြောမယ်ဆိုရင်တော့ standard ho plus ကလည်း performance ကောင်းကောင်းလိုချင်တယ်ဆိုတဲ့သူတွေတော့ကတော့ဒါ okay တယ်ဒါပေမဲ့ snapdragon fan တွေတော့ကတော့ okay မှာမဟုတ်ဘူး dimensity 900 layer plus နဲ့လာတာဖြစ်လို့ okay ကိုကဒီ iq cv ကိုမှဒီလို ဈေးနဲ့တသက်တာတွေမတုံးကျင်ဘူးလုံးဝအမိုက်ဆာတကယ်ကိုမြင့်ပါတယ်ကျမ်းပါတယ်ဆိုတော့ flagship killer လို့ပြောလို့ရတဲ့ number series တွေတုံးကျင်နေဆိုရတဲ့သူတွေအတွက် လက်ရှိမှာဆိုရင် IQ 13နဲ့ IQ 15ဆိုပြီးရွေးစရာနှစ်ခုရှိတယ်ဈေးနှုန်းကတော့ IQ 13ကတော့နည်းနည်းပို့ပြီးတော့တက်တာတယ်20ကျော်ကျော်လောက်ပဲရှိရယ် IQ 15ကကြတော့သူရဲ့ ကစ်ပေါ်မူတည်ပြီးတော့เนาะဒါ30အောက်30အထက်အဲ့ပချာလဲဒီမှာဈေးနှုန်းကတော့ရှိနေရဲ့ဆိုတော့ကျွန်တော်တို့ညနေလေးပူတတတဲ့ IQ 13ကနေစပြောတာပေါ့ IQ 13ကတော့ဒါ IQ ရဲ့ model မြင့် number series flash ရဲ့ line up ပုံစံမျိုးဖြစ်သွားတာဖြစ်တဲ့အတွက် big quality device တွေပို့ပြီးတော့ကောင်းလာတယ်ပြီးတော့ performance တွေလည်းပို့ပြီးတော့မိုက်လာတယ်ပြီးတော့ automation တွေပို့ပြီးတော့ကောင်းလာတယ်ပြီးတော့ဒီထည့်ပေးထားတဲ့ဟာပေါ့နော် AI နည်းစနစ်တွေကွာမျိုးလေးရှိရယ်ဆိုတော့ဒီ IQ သက်တဲမှာလည်း6.82 inch ရှိရတာ RTPO AMOLED ကိုမှ 144Hz နဲ့ပဲလာတယ် display style တော့ဘာရောဘောင်မပါလေးနဲ့ကြည့်ရတာအားမိုက်တဲ့အနေထားမှာလည်းရှိရယ်ကျွန်တော်စမ်းကြည့်ရတော့လည်းသူ့ display တွေကလည်းသဘောကျတယ်အဓိကကန်ရတာပေါ့ကန်ရတာတအားလေးမိုက်တယ်အဲ performance အရဆိုရင်တော့ဒီကောင်က Snapdragon 8E လက်နဲ့ပဲလာတာ 8E လက်နဲ့ ဆိုတော့ performance ကရအောင်တိတ်ပြီးတော့ပြဿနာမရှိဘူးပြီးတော့ဒီကောင်ကထွက်ထားတာလည်းမနှစ်ကထွက်တာဆိုတော့ဒါအေးအေးလေးနဲ့ပဲလာမှာဆိုတော့ဒါတိတ်ပြီးတော့ထွေထူးပြောစရာတော့မလိုဘူးသူရဲ့ performance သူရဲ့ဟာလည်းတော်တော်လေးပုံမှာအဆင်ပြေတဲ့ကောင်လေးကြီးပဲ အားသာဝါလာကဒါ IQ ရဲ့ number series ဖြစ်တဲ့အတွက် performance တွေ big quality တွေ display တွေပိုကောင်းအောင်လုပ်နေမှာကပဲနဲ့ camera ဘိုင်းတွေမှာပိုပြီးတော့ကောင်းလာရပေါ့ camera ဆိုရင် 15MP main camera တစ်လုံးရယ် 15MP ultra wide တစ်လုံးရယ် 15MP telephoto တစ်လုံးရယ် 15MP ဒါ camera သုံးလုံးပေါ့အနောက်မှာထည့်ပေးထားတယ်သဘောကျစရာကအဲ့ဒီ camera ဘန်းကလည်းမီလီလင်းထားပြီးရယ်ဆိုတော့ကျွန်တော်တို့ RGB လိုက်ရင်လည်းဆိုတော့ gain ဆောရတဲ့အခါပါညာကြတယ်နည်းလေး ဟိုနည်းစိတ်လေးမှနည်းနည်း fun ဖြစ်တာပါကကြည်ရအဆင်ပြေတာမျိုးပေါ့ SFV က32 megapixel ထည့်ထားပေးတယ်အဲဆိုတော့ပြောမယ်ဆိုရင်တော့ IQ13 ကကင်မရာဘိုင်းတွေဘာတွေအစား အဲပို့ပြီးတော့ကောင်းသွားတယ်ပို့ပြီးလည်းမှိုက်သွားလို့ပြောရမှာအဲပြီးတော့နောက်တစ်ချက်ပေါ့နော်နောက်တစ်ချက်ဆိုရင်တော့ဒါကျွန်တော်တို့ဒီ stereo speaker ဖြစ်သွားမယ်ပြီးတော့ fingerprint ဆိုလို့ရှိရင် ultrasonic ပဲပို့ပြီးတော့မြန်တယ် battery life ဆိုရင်တော့သူက6150ဟိုမှာ1000 watt fast charging နဲ့လာမယ်ဆိုတော့ battery life ကလည်းတော်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 လေးကိုမှအဆင်ပြေတယ်အားသွင်းတာကလည်းမြန်တယ်ဆိုတော့ဒီ IQ13 ကတော့သူ့သေးတဲ့ဝင်ကျင်မှာရှင်းမယ်ဆိုရင်တော့ကျွန်တော် Redmi ရဲ့ K90 Pro Max လို့ကောင်းမျိုးတွေဒါမျိုးတွေဈေးနည်းနဲ့ပို့သွားမှာဒါမျိုးတွေတော့ရှီကောင်းရှီနေလိမ့်မယ်ဒါပေမဲ့ feeling ရတော့ဒါ K series ကပိုကောင်းတာကောင်းသလိုဒီ NQ ရဲ့ number 3ရလဲကောင်းတဲ့နေရာရတယ်အများကြီးပဲဆိုတော့ဒါကတော့ကိုယ့်ရဲ့ပုံမှာကိုမူတီယာပေါ့လောက်ဆိုရင်တော့ဒါ NQ တက်တင်အကြောင်းလဲသိသွားလိုက်ပြီးတော့ထင်တယ်ဒါပေမဲ့ကိုကပတ်စံပိုသုံးမယ် NQ ရဲ့ဒါနောက်ဆုံးထပ်ကိုပဲလိုချင်နေဆိုရင်တော့နည်းနည်းလေး design ဘိုင်းလေးတွေ performance လေးနည်းနည်းလေးပြောင်းထားတယ်ပိုကောင်းသွားတယ် NQ15 ကိုရွေးလို့ရတယ်။ NQ15 ဆိုရင်တော့ဒါ Snapdragon 888 Gen 5ဖြစ်သွားမယ်။ Display ကတော့6.85ဖြစ်သွားမယ်။တင်းတင်းလေးပို့ပြီးတော့ ြီးသွားမယ်ပေါ့ပြီးတော့ပို့ပို့ပြည့်တဲ့နေပို့ကောင်းလာမယ်အပီပိုင်းနဲ့ပို့မြင့်လာတာတွေပြီးတော့ဒီကြီးရတဲ့အခါ quality ပို့ကောင်းလာမျိုးဒါမျိုးလေးတွေပို့ပြီးတော့ခံစားမယ်ဘောဘောဟတ်စနေပဲအပြည့်ကင်မရာဘိုင်းနေပါရလဲထူးနေလကောင်းမယ်နည်းနည်းလေး IQ တက်နေတော့ဆိုင်ပို့ပြီးတော့ကောင်းသွားမယ်အဓိကကြီးကြီးမှပြောင်းသွားဆိုရင်တော့ battery life ရှိရယ်8000 mAh ဖြစ်သွားတယ်ဒါကမှထားချင်ပေါ်ကျနည်းနည်းလေးရှော့လိုက်တယ်100 watt နဲ့ဖြစ်သွားတယ်ဆိုတော့ IQ 15ကတော့ဒါပြောမယ်ဆိုရင်တော့ IQ တက်တင်မကင်ခြင်းပို့ကောင်းတာမျိုးကင်ခြင်းနေဆိုရင်တခါလေးရွေးပြီး ကိုင်းကျင်နေဆိုတဲ့သူတွေအတွက်ကတော့ဈေးလဲနိုင်နေဆိုရင်တော့ IQ 15ကတော့ရွေးချယ်တာတခုကောင်းကောင်းတော့ဖြစ်နေမှာပဲ။ဘာပြော IQ 13နဲ့စာလို့ရှိရင်တော့ဘဘကတော့ပို့ပြီးတော့ကောင်းလာတယ်မော်ဒယ်တလို့ပြောရမှာ။ဆိုတော့ဒီလောက်ဆိုရင်တော့ IQ 13က15ကဘလို့กว่าလဲ။ဘာလဲဆိုတော့သိပါတော့ပြီးတော့ထင်တယ်။ဆိုတော့ဒီလောက်ဆိုရင်တော့ဘလို့လူတွေကဘလောက်ဘတ်ဂျက် သုံးမဲ့သူတွေကဘလို့ IQ ဖုန်းကိုဝယ်ရမလဲဆိုတာ ိပါလောက်ကိုလောထင်တယ်အဲပြီးတော့ဒီ IQ brand ရဲ့စတင်ပေါ်တဲ့ခုနှစ်တွေ IQ ရဲ့အရှိကောက်တွေဒါတွေကိုလည်းသိပါလောက်ကိုလောထင်တာပဲဆိုတော့ကိုလိုလိုဆိုရင်ရောအခုပြောပြခဲ့တဲ့ IQ စီးပွေထဲကဘယ်ကောင်ပို့ပြီးတော့သဘောကျလဲဘယ်ကောင်ကကိုနဲ့ပို့ပြီးတင့်တော်မထင်တယ်လက်ရှိဘယ် IQ ဖုန်းကိုသုံးနေလဲအဆင်ပြေလားအောက်ကကွန်မန့်မှာဆွေးနွေးကြပါဦးဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါဘောအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ရီပါ Yangon Mobile Store.